ဒီနေ့မှာတော့ကျွန်တော်တပွဲလေးရှိတဲ့ပွဲအဲပရီးမားလိပွဲစဉ်ဖြစ်တဲ့အဲကျွန်တော် Brighton နဲ့လော်ဘူးလိုရဲ့ပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော် Brighton အသင်းဘက်ကိုအရင်ပြောမယ်။အဲကျွန်တော် Brighton အသင်းရဲ့ကျွန်တော်နောက်ဆုံး5ပွဲမှာကျွန်တော်10ဂိုးထိသွင်းထားနိုင်တာကိုတွေ့ရတယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီအသင်းရဲ့ထူးခြားချက်ကကျွန်တော်သူတို့အသင်းကအင်ကွင်းကစားတဲ့ပွဲစဉ်တွေအတိုင်းမှာကျွန်တော်ဂိုးသင်းထားနိုင်တာကိုတွေ့ရတယ်။အနည်းဆုံးအင်ကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်အဲတကူ၊နှစ်ကူ၊သုံးကူပေါ့နော်။အဲကစားအင်ကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့အသင်းကဂိုးသင်းတော့အတိအကျ ကောင်းတာကိုတွေ့ရတယ်ပေါ့နော်ကာဆယ်လိုကစားခက်တဲ့အတင်းတော်မှကျွန်တော်ဝမ်းကစားနိုင်ခဲ့တယ်အဲပြီးလို့ရှင်အဲဝဟန်ကိုကျွန်တော်သုံးကိုသွင်းနိုင်ခဲ့တယ်ကျွန်တော်လက်စတာကိုနှစ်ကိုသွင်းနိုင်ခဲ့တယ်ဆိုဒါတွေကိုကြီးကြီးအဖြစ်ကျွန်တော်အင်္ဂလိပ်ပွဲစဉ်တွေမှာဆိုလို့ရှင်음ဘိုင်ဒန်နေနဲ့ကျွန်တော်အဲဂိုးကအဆင်ပြေနေတယ်ပေါ့ကိုရနေတယ်ဆိုတဲ့အနေထားမှာရှိရယ်အဲပြီးလို့ရှင်တို့တို့သိရင်ကျွန်တော်တို့စုပဲမှုတို့တို့သိရင်စုပဲမှုမှာဆိုလို့ရှင်ရယ်ညာတို့သိရင်အဓိကကစားသမားတွေဖြစ်တဲ့ကျွန်တော်ဟိုတာတို့အာပြီးလို့ရှင်မိနာတို့အဲအဲ့လိုမျိုးကစားသမားတွေနားနေတာကိုတွေ့ရတယ် အဲဒီအဓိကကတော့နှစ်ယောက်ကလဲလို့ရှိရင်တော့ channel ဟာတော့ကျွန်တော်လူဆုံးပါတွေ့ရတယ်ကျွန်တော်တိုက်စစ်မှာဆိုလို့ရှိရင်တိုက်စစ်မျိုးကျွန်တော်ဝက်ဘက်အဲကျွန်တော်ပါတယ်အဲ့ဒါဖန်တီးပေးဖို့အတွက်ကကျွန်တော်ဂူတာဆိုတဲ့ကစားသမားလေးပါတယ်ပေါ့နော်အကုန်လုံးကျွန်တော်ကစားသမားဆိုတဲ့ပုံမှာဆိုလို့ရှိရင်လဲ down တင်းနဲ့အထက်မှာပါတယ်အဲပရိမာကြီးမှာဆိုလို့ရှိရင်လဲကျွန်တော်အစိတ်ရှိတဲ့အတင်းထဲမှာပါတယ် ဆိုအဲ့ဆိုလို့ရှိရင်တစ်ဖက်လေဘာဘူးတင်ကြည့်မယ်အဲတစ်ဖက်လေဘာဘူးတင်ကကျွန်တော်နောက်ဆုံးကစားထားခဲ့တဲ့ကျွန်တော်ဘာဘွဲမှာကျွန်တော်ဆက်စီကိုပဲကျွန်တော်3ဘွဲနဲ့ရှုံးထားတာချင်းနေပွဲဒီမှာအကုန်လုံးအနိုင်နဲ့တည်ပြီးပဲကစားထားနိုင်ခဲ့တယ်အဲပြီးလို့ရှိရင်သူတို့တင်ရဲ့ကျွန်တော်စုပွဲမှုကလည်းကျွန်တော်ချန်ပီယံအသင်း PP ကိုကျွန်တော်900ဘွဲကတော့ပြောစရာမလိုဘူးအဲဒါပေမဲ့အခုနောက်ပိုင်းဒေတာမီတာကကျွန်တော်နောက်တန်းအနေပြီးတော့ကိုးတွေကတပွဲကိုတပိုးနှစ်ကိုယ်လုံးနှိပါကကိုးတွေပေးနေတာကိုးတွေပေးနေရတာကိုတွေ့ရတယ်အဲရှီတန်းကကျွန်တော် အဲကိုယ်တွေသွင်းနိုင်တယ်လို့ဒါသူတို့အနေနဲ့ခိုင်စက်ကအာခိုင်စက်ကအားနေချက်ကိုကျွန်တော်ဖုံးနိုင်ဖုံးထားနိုင်တယ်လို့ထင်တယ်အဓိကတော့အဲပြီးလို့ရှိရင်သူတို့သိရင်ကျွန်တော်နောက်ဆုံးအားဖွဲ့မှာစတကူသိထားတာကိုကြည်ချင်းအဖြစ်လဲအဲသူတို့သိရင်ကိုသိန်းတို့ဘယ်လိုဒီကောင်းနေဆိုတော့တွေ့ရတယ်။ပြီးလို့ရှိရင်ကျတို့သူတို့သိရင်အဓိကအသာသမားရွှေဖနက်ဆိုရှင်ကျတို့အာဆာလာဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းနေတာကိုတွေ့ရတယ်။ကျတို့ချူတာကပိုတော်တော်လေးကောင်းနေတာကိုတွေ့ရတယ်။ညမဲ့သူတို့သိင်းမှာတော့အခုနှစ်ပွဲမှာတော့ကျတို့ညာချမ်းခံစားမှုဖြစ်တယ်။ကျတို့အဲဇာနုကတော့ကျတို့ပါလာမှာမဟုတ်ပါဘူးဒီပွဲမှာ အဲ့တစ်ချက်ပဲအားနေချက်ရှိတာပေါ့နော်ဂျန်နေချင်ဂျန်နေနေရာကြီးကတော့ဟောသူကသူလေးချင်းတောင်းနေမိတာပြင်ပြတဲ့ကြောင့်မထွေးထူလေးပြောကြရမလို့အဲမင်းတို့ရှင် head to head မှာဆိုလို့ရှိရင်လေကျွန်တော် Biden နဲ့ကျွန်တော်ဦးနဲ့တွေ့တဲ့ပွဲတိုင်းမှာကျွန်တော်ကိုကကျွန်တော်သုံးကိုအနည်းဆုံးရှိနေတာကိုတွေ့ရတယ်။အဲကျွန်တော်ဓာတ်ရုပ်ကြီးကြီးအဖြစ်ကျွန်တော်အချက်လက်တွေကိုစုံစမ်းပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် Biden ကလည်းကျွန်တော်အင်္ဂလိပ်ဆိုလို့ရှိရင် ်ကိုရဖို့မခက်တဲ့အတင်းတစ်ဖက်တင်းလဘဦးကလည်းသူ့အဲကိုသိနိုင်တဲ့အတင်းပါနော်အဲဆိုဒီနေ့တင်းတွေ့တဲ့ပွဲမှာတစ်ဖက်နဲ့တစ်ဖက်နဲ့သူ့အပြန်လန်တင်းကိုတွေကိုသူ့အမြင်တွေ့ရဖို့ရှိတယ်အဲကြောင့်သူ့တစ်ဖက်တစ်ဖက်တစ်ဖက်နဲ့တစ်ဖက်သူ့အပြန်လန်တင်းကိုတွေနဲ့အဲပြလို့ရှိရင်လဘဦးပဲကန့်နိုင်သွားမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့သူတို့တင်းနေရဆိုချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုထိန်းအောင်မှဖြစ်တဲ့အကြောင်းလို့ဒီနေ့ပွဲမှာအနိုင်တော့ကန်လိမ့်မယ်အဲအပြန်လန်တင်းကိုတွေလည်းမြင်တွေ့ရမယ်အဲကြောင့်သူ့ဒီနေ့ပွဲမှာသူ့ဘောလီကိုဝေ့ချထားပါလိမ့်ဗျ